မင်္ဂလာပါရှင်။ဘမဘောကချန်နယ်ကနေပရိသတ်များကို ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါရစေ။ဒီကလေးမှာကတော့ဘက်ကိတ်ဆိုတဲ့ဇလန်းလေးရဲ့အပိုင်း25ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်းလေးမတင်ဆက်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပြီးတော့ဘေးနားအနူဒီခေါင်းလမ်းလေးကိုလည်းနှိပ်သွားပေးခဲ့ဖို့တောင်းဆိုလိုက်ပါရစေရှင်။ခေါ်ဆပြီးတော့ဇလန်းလေးကိုနားဆင်ကြည့်လိုက်ကြရအောင်ပါ။ကိုမိုးတီအမေ .in မြကတနေ့လုံးထမင်းမစားဟင်းမစားနဲ့ တာပြည့်သူရဲ့အသက်မဲ့တဲ့အလောင်းဘေးမှာမျက်ရည်တွေရွှဲပြီးထိုင်ပြီးအဖော်ပြုနေပါတယ်။ဘုရားကန်ရှိမှာတော့ရွာလူကြီးနဲ့ရွာမိရွာဖများအားလုံးဝိုင်းဖွဲ့ထိုင်ပြီးရင်းရွေးချမ်းတောက်ရင်စကားဆက်မြည်ပြောနေကြတယ်။ဒီလိုနဲ့နောက်တအောင်နောက်ကြတော့နိုင်ရင်အိမ်ပေါ်ကိုအသက်၁၈နှစ်အရွယ်မိန်းကလေးတဦးတက်လာတယ်။ထို့မိန်းကလေးရဲ့မျက်နှာကလည်းသွေးမရှိတဲ့ကဲ့သို့ဖြူဖြဲဖြူရော်နေ။မျက်လုံးအိမ်ထဲမှာလည်းမျက်ရည်စတွေနဲ့အပြည့် အိမ်ပေါ်ကိုရောက်ကြတဲ့မိန်းကလေးကအလောင်းပေးမှထိုင်နေတဲ့ဒေါ်အင်းမြအနားကိုသွားပြီးခက်ရွရွလေးသွားထိုင်ရင်အမေထမင်းစားစားရအောင်နော်တနေ့ကိုအမေဘာမှမစားရသေးဘူးကိုကြီးအလောင်းပေးမှပဲထိုင်နေတယ်ကိုကုတ်ကိုမနှိမ့်ဆက်ပါနဲ့အမေရဲ့ကိုကြီးရဲ့အတွက်အမေစိတ်မကောင်းဖြစ်တယ်လို့တမီးလည်းစိတ်မကောင်းဖြစ်ရပါတယ်အမေရဲ့ဒါနဲ့ထမင်းလေးတော့ဝင်အောင်စားပါနော်အမေနော်အဲ့ဒီလိုစိတ်မကောင်းစွာနဲ့ပြောတယ် ထုံမင်းကလေးကတခြားသူမဟုတ်ဒေါ်အင်းမြရဲ့တမီးအရင်မိုးသီးရဲ့နမဖြစ်တဲ့ခင်လေးတမီးဖြစ်သူခင်လေးစကားဆုံးတာနဲ့ဒေါ်အင်းမြငိုတန်းပါခြင်းနဲ့တော်ပါတော့တမီးရဲ့အမေပါမစားခြင်းစိတ်မရှိပါဘူးကွယ်ညီကိုကြီးနိုင်ရင်ပါပဲအမေနေခြင်းနဲ့ကွယ်တမီးပိုက်ဆိုင်ရင်သွားစားအမေကိုထားခဲ့နော်တမီးအမေမစားတော့မှ မီးလည်းမစားတော့ပါဘူးမင်းရဲ့ကိုကြီးနားမှာပဲနေတော့မယ်အဲ့ဒီနောက်တာမင်းနေရောင်တယောက်ကိုထိရောက်ဖက်ပြီးတော့နှစ်ချီတရှုံရှုံနေငုံနေကြလေတော့တယ်ထို့သောဖြင့်နောက်7မိနစ်လောက်ကြာတော့နိုင်ရင်အင်ကိုအောင်တွန်းတို့၃ယောက်ရောက်ရှိလာကြတယ်ရောင်းရင်ရောက်ချင်းစိုးတင်းကစကားဆားတယ်ဟဲ့အောင်တင်ငါအင်ပေါ်တက်ပြီးဟိုကောက်ကိုသွားနှုတ်ဆက်မလို့မင်းတို့လည်းဟုတ်ပါလားတော်ပြီမလိုက်တော့ဘူးမင်းလူကိုမင်းအပြင်သွားနှုတ်ဆက်လိုက်ငါတို့ဒီမှာပဲထိုင်နေခဲ့မယ်အေးဒါဆိုငါခဏသွားလိုက်အောင်မယ် ။စိုးတင်ကပြောပြီးတော့ဒါရင်အိမ်ဘော်ကိုတက်သွားတယ်။စိုးတင်ထက်သွားမှမျိုးမြင့်တဲ့အောင်တွန်လဲကနေပြင်းအောင်မှခင်းထားတဲ့ဖျားဘော်ကိုခက်တိတီနဲ့သွားထိုင်ကြတယ်။အိမ်ဘော်ကိုမျက်နှာစိမ့်သူတယောက်တက်လာတာကိုအလောင်းပေးပါထိုင်ကုန်နေတဲ့တော်ရင်မြတို့သားမိမျက်နှာနဲ့မျက်ရည်တွေကိုလက်ခုံနဲ့တုပ်ပြီးထလူကိုအထူးဆန်းလိုက်ကြည့်နေကြတယ်။ထလူတစ်ဖြင့်စိုးတင်ကခက်တိတီနဲ့သူတို့အနားကိုသွားထိုင်ပြီးကိုမိုးဒီလောင်းကိုကြည့်၍ငါကောင်းရဖြစ်မှဖြစ်ရလေကွာ။ ကြာကြာချင်းကိုနားကိုတော့မယုံနိုင်ဘူးဘယ်လိုဖြစ်တာလဲမင်းကအခုလိုဖြစ်အောင်လုပ်တာဘယ်သူလဲငါ့ကိုပြောစမ်းပါကွာဒီကောက်ကငါအခုသွားတက်မယ်စိုးတင်ကဒေါသတကြီးပြောပြီးချန်ခင်းကိုဝုန်းဆိုပြီးတော့လက်သီးနဲ့အားပါပါထိုးလိုက်တယ်ရုတ်တရက်မလို့ရွာလူကြီးနဲ့ရွာမိရွာဖတွေအလုံးလန့်သွားကြတယ်ဒါကြောင့်မလို့စိုးတင်ကိုထူဆန်ဝိုင်းကြည့်လိုက်ကြတယ်တော်ရင်များတို့တားမြင်လဲစိုးတင်ကိုကြောင်ကြောင်တောင်းနဲ့ကျင်နေကြတယ် ထို့နောက်မှာစိုးတင့်ကဒေါ်ရင်မြတို့သားမိဘက်ကိုလှည့်ပြီးတော့အတော်ဘလို့ဖြစ်တာလဲဗျာကျုပ်ကိုပြောပြစမ်းပါဦးဒီကောင်ကြီးကိုဘသူတက်သွားတာလဲတရားခဏလေးကိုပေါ့မိပြီလားခုထီတော့မမိသေးပါဘူးသားရဲ့ဒါနဲ့ဘောင်ရရဘသူလဲကွယ်စိတ်တော့မရှိပါနဲ့တကားမှမမြင်ဘူးလို့အတော်မေးကြည့်တာပါကွယ်ရပါတယ်ဗျာကျုပ်ကဒီကောင်ကြီးရဲ့အတိမိတ်ဆွေပါအတော်လည်းရင်းနှီးပါတယ်ဒါနဲ့ကျုပ်အကြောင်းအတော်ဒါနဲ့ကျုပ်အကြောင်းကိုဒီကောင် အတော့တကားမှမပြောပြဘူးလားဗျအေးကွယ်တကားမှမပြောပြပါဘူးကွယ်အော်ဒါကြောင့်မလို့အတော်ကျုပ်ကမသိတာကိုကျုပ်နံမီကစိုးတင်မှာနေတာကတော့ကုတ်ကုတ်ကုန်းရွာမှာပါဒီကောင်ကြီးနဲ့တော့အတော်လေးရင်းနှီးပါတယ်ဗျအေးကွယ်အခုလိုမေးလို့စိတ်မရှိပါနဲ့နော်ကားကြီးမိုးတီနဲ့အသည့်ဆိုတာကိုအတော်တကယ်မသိလို့ပါမင်းလူကလည်းအတော်ခက်သားကွယ်သူပါလို့တယ်ဘယ်သူနဲ့ပေါင်းတယ်ဆိုတာကို အထုတ်ကိုမပြောပြဘူးကွယ်မင်းရင်လည်းသူကမကြိုက်ဘူးကွယ်ဟုတ်ကဲ့အတော်ဒါနဲ့အတော်ပေးရမင်းကလေးကဒါတာကြီးမူဒီရဲ့နှမပါအတော်သမီးလေးပါကွယ်ဗျာအထုတ်သမီးဟုတ်လားဒါဆိုဒီကောင်ကြီးရဲ့နှမပေါ့အေးလေကွယ်မင်းမသိဘူးလားဟင်မသိဘူးဗျာသူ့မှာနှမတယောက်ရှိတယ်ဆိုတာကြုတ်တကားမှမပြောပြဘူးပါဘူးဗျာခုမှရှိမှန်းသိတာအဲ့ဒါဒီလိုဖြစ်မယ်ကွယ် ။ตาจีโมดีကသူ့နှမလေးကိုသိချက်တာ။ဘေးလူတွေစတာနောက်တာလဲသူမကြိုက်ပါဘူးကွယ်။ဒါကြောင့်မင်းတို့မင်းတို့ဝိုင်းစားမှာဆိုပြီးမပြောပြတာနေမယ်ကွယ်။တော်ရင်းမြကတမင်းဖြစ်သူခင်လေးရဲ့လက်ကိုတင်းနေအောင်စုပ်ကိုင်းပြီးစိတ်မကောင်းစွာနဲ့ပြောတယ်။ခင်လေးကလည်းတော်ရင်းမြလက်ကိုတင်းနေအောင်ပြန်စုပ်ကိုင်းထားတယ်။အော်ဒီလိုလား။မိုးတီမိုးတီနမလို့သူကိုတော့အတော်ရှစ်ရှာသားပဲကွာအဲ့လိုပြောပြီးတော့ခေါင်းတင်းငင်းငင်းနဲ့လုံနေတယ် ထို့နောက်စိုးတင့်ကဘိုးဒီလောင်းကိုကြိတ်ပြီးတော့ရောက်ဖာကြည့်ရေမင်းအတွက်ငါတကယ်စိတ်မကောင်းဘူးကွာမင်းမဒီလိုညီမလေးချော့ချော့တယောက်ရှိမယ်စော်ရရတည်မင်းကိုငါတပ်ပါမလားအခုတော့လက်လွန်သွားပြီဘာမှပြန်လို့လို့မရတော့ဘူးကွာဒါကြောင့်မလို့ငါ့ကိုခွန့်လွတ်ပါရောက်ဖာရမင်းညီမအတွက်လည်းစိတ်ချငါတာဝန်ယူပေးမယ်လို့စိတ်ကျဲကနေပြောလိုက်ပါတယ်အဲ့ဒီနောက်စိုးတင့်ကဒေါ်ရင်းမြတို့တာမီကို နေတဲ့ဇကားပြောပြီးတော့စိတ်သက်သာရရအောင်လှုပ်ပေးလေတယ်။ည9:00နာရီမိနစ်30မှာထိုးချင်းရောက်တဲ့အထိစိုးတဲ့နာရီအိမ်ပေါ်ကနေပြန်ဆင်းမလား။ဒါကြောင့်မလို့အောင်ထွန်းကဟဲ့အောင်မျိုးမြင့်မင်းကြီးနာရီအိမ်ပေါ်ကိုတက်သွားတာအတော်လေးကြာနေပြီနော်ဟဲ့အောင်။လိုက်သွားကြည့်လိုက်အောင်။ဘာများဖြစ်နေလဲမသိဘူး။ဖဲဝိုင်းကလည်းခဏနေတော့စတော့မှာကွာ။ကစားမဲ့လူတွေလည်းတစတစနဲ့ရောက်လာပြီ။အေးငါလိုက်သွားကြည့်လိုက်အောင်မေ။ဖဲဝိုင်းဆိုင်ရင်မင်းဝင်ထိုင်ထားနော်ဟဲ့အောင်။စိတ်ချ မင်းသာဟိုကောင်းကိုခေါ်ပြီးမြန်မြန်လာခဲ့အေးမျိုးမြင့်ကပြောပြီးတော့ထသွားတယ်အဲ့ဒီနောက်နိုင်အင်ဘော်ကိုခတ်တီတီနဲ့တက်တယ်နိုင်အင်ဘော်ကိုရောက်လင်ရောက်ချင်းမြေလိုက်ရတဲ့မြင်ကွင်းကြောင့်မျိုးမြင့်မျက်မှောင်ကျုပ်သွားတယ်မြေပြည့်သူစိုးတင်က မိုးဒီအလောင်းပင်နားမှာထိုင်ပြီးအမျိုးသမီးနှစ်ဦးနဲ့တရင်တနည်းစကားပြောနေတယ်အဲ့ဒီနောက်မျိုးမြင့်ကစိုးတင်နားကိုတွားထိုင်ပြီးစိုးတင်ရဲ့နရွက်နားကိုကတ်ပြီးတော့ဟဲ့မင်းဒီမှာဒီလုံနေရလားကွာ ဖဲဝိုင်းစတော့မယ်လို့ခတ်တူတူပြောလိုက်ပါတော့တယ်။ဟဲ့ဖဲဝိုင်းစတာကိုလီးပြလို့ငါ့ကိုလာခေါ်နေရတာလား။စရင်ကိုယ့်အကိုဝင်ရိုက်ပေါ့။စိုးတင်ကလည်းခတ်တူတူပြန်ပြောတယ်။ဘာကွာ။ငါတို့ဒီကိုလာတာဖဲရိုက်ဖို့လာတာမဟုတ်ဘူးလားကွာ။မျိုးမရခက်ဆက်ဆက်ပြန်မိတယ်။မျိုးမရအတန်ကအနှဲငယ်ကျဲသွားတယ်။ဒါကြောင့်မလို့ဒေါ်ရင်မြတို့တာမီကြားသွားခဲ့ပါတယ်။အော်အော်မောင်ရင်တို့ကဖဲလာရိုက်ကြတာလားကွယ်ရိုက်မယ်ဆိုသွားရိုက်ပါကွယ်အတော်နားလေပါတယ်ဟဲ့အောင်မျိုးမြင့ မင်းဘယ်လိုစကားတွေပြောလိုက်တာလဲအတော့ကိုအားနာကြရေးကွာမင်းစကားကိုစင်စင်ကြဲကြဲပြောဖဲကအခြေမီးရိုက်လို့ရတယ်ကွာငါတို့လီကိုလာတာကဖဲရိုက်ဖို့တဲ့ဒီကောင်ကြီးရဲ့နားရည်ကိုလာလာမဲ့လားစိုးတင်ကခက်တီတီနဲ့ကောက်လိုက်တယ်မျိုးမြေဘာမှနားမလဲစိုးတင်ကိုကြောင်တောင်တောင်လေးနဲ့ကြည်နေမိတယ်စိုးတင်ကတော်ရင်မြကိုအားတောင့်အားနာကြည့်ပြီးတော့အတော်တမျိုးမထင်ပါနဲ့ဗျာဒီကောင်ကအဲ့လိုပဲစကားပြောဆိုတိတ်မတက်ဘူး ဒီကောင်စာကျုပ်ကပဲကြားနေတောင်းပန်ပါတယ်ဗျာမဟုတ်တာကွယ်မတောင်းပန်ပါနဲ့အတော်လဲဘလို့မှမထင်ပါဘူးကွယ်ဖေးရိုက်မယ်ဆိုလဲသွားချသွားချပါကွယ်ဟုတ်ကဲ့တော့ဒါဆိုကျုပ်တို့ကိုခဏလောက်ခွင့်ပြုပါအောင်ဗျာသွားလိုက်ပါအောင်မယ်နော်ပြီးမှပြန်လာခဲ့မယ်ဗျအဲ့ကြမှာနာရေးကူငွေလေးထည့်တော်မယ်နော်ဟုတ်ပါပြီကွယ်သွားပါသွားပါစိုးတင်ကပြောပြီးတော့နိုးမြင့်ကိုခေါ်ပြီးအလောင်းသားကနေထက်ကအရောက်တော့ဆင်းလာခဲ့ပါတယ် အရာကိုရောက်တာနဲ့မျိုးမြင့်ကစကားစတယ်။ဟယောင်းလီးဖြူလိုအဖွားကြီးရှိမှငါ့ကိုငေါက်တာလား။ညီကိုမို့လို့နော်မင်းဘေးလို့ဆိုရင်မင်းဆက်ခွက်ဆုပ်ပြီးသားမဲ့။ဘာကွာမင်းဘာစကားပြောရလဲ။ငါမင်းရဲ့အကိုမင်းချက်ကြီးတယ်။မျိုးမြင့်မင်းဘာဖြစ်နေတာလဲအထူပါနားမလဲဘူးလား။အရှိတ်ပြအကောင်မြင်စမ်းပါကွာ။မပိတ်စမ်းပါနဲ့။ဘာကွာမင်းဘာစကားပြောနေရလဲ။ငါမင်းရဲ့အကိုမင်းချက်ကြီးတယ်။စကားကိုစောက်ချုပ်ပြပြီးပြော။ထထို့လို့ဆက်ခွက်ဆုပ်နေအောင်မင်း။ ဘလို့ဖြစ်လို့ထိုးမယ်ကြိတ်မယ်တကယ်ကဖြစ်နေရတာလေစိတ်လျှော့ဆမ်းပါကွာမင်းနဲ့ငါညီကိုတွေလေရှမ်းသူတွေမဟုတ်ဘူးလာသွားမယ်ဖဲသွားရိုက်မယ်စိုးတင်ကမျိုးမြေပကုန်းကိုဖတ်ပြီးခက်အေးပြောတယ်မျိုးမြေကစိုးတင်လက်ကိုပုတ်ထုတ်ပြီးတော့ဟဲ့ငါအသားလာမတည်နဲ့ခက်ဝဲဝဲနေမင်းစောက်တနာယူတဲ့စောက်ကျင်နေငါ့ကိုလာကူကုန်မယ်မျိုးမြေစကားကိုသဘောကျပြီးစိုးတင်ကတအားအော်ရည်တယ်ချက်ချင်းဆိုတယ်လို့မျိုးမြေကစိုးတင်ပါဇက်ကိုပြေးပိတ်ပြီးဟဲ့ လေးချစ်လို့អော်យနေရတာလားဒါណាយេកွာအလူငယ်မဟုတ်ဘူးအကုံဝိုင်းရိုက်လို့မตาပေါ်နေဦးမယ်ဒီမအေဘေးနေတော့စိုးတင်ကမျိုးမျက်လက်ကိုအတင်းဆွဲဖဲပြီးတော့ငါတတိလွတ်သွားလို့ပါကွာမင်းစကားကလည်းရီးချင်းစရာကိုဗားတဲ့ငါစီကစောက်တနာယူတဲ့စောက်ကျင်နေကူးကုန်အောင်မယ်ဟဲ့လားအဲ့ဒါထားကွာဟိုမှာဖဲဝိုင်းစရမယ်အောင်တိုးစီကိုမြ мян သွားရအောင်အေးသွားတာပေါ့ကွာအဲ့ဒီနောက်နှစ်ယောက်သားအောင်တိုးစီကိုသွားကြလေတယ်အောင်တိုးက ဖဲဝိုင်းထဲမှထိုင်ပြီးဟိုကြည့်ဒီတီနဲ့မျိုးမျိုးတို့ညီကိုကိုစောင့်နေတယ်။ခဏလောက်ကြာတော့မျိုးမျိုးတို့ညီကိုအောင်တွန်းနာကိုရောက်လာတယ်။ရောက်ရင်ရောက်ချင်းအောင်တွန်းရဲ့ဘယ်နဲ့ညာမှာဝိုင်းထိုင်ကြတယ်။သူတို့ဝင်ထိုင်လိုက်တာနဲ့အောင်တွန်းကစကားစတယ်။မအေးဘေးနဲ့ကောင်။နိုင်ရေးအိမ်ပေါ်မှာဘာတွေလုပ်လို့ဒီလောက်ကြာနေရတာလဲ။ပြောစမ်းပါဦးကွာ။တော်သေးတယ်ဖဲဝိုင်းကမစသေးလို့။မပြောချင်ပါဘူးကွာ။ဒီကောင်ပေါ်အလောင်းပေးထိုင်ပြီးဘာစကားတွေပြောနေမှန်းကိုမသိဘူး။ဘယ်လိုကွာ။ အလောင်းပေးထိုင်ပြီးစကားတွေပြောနေတယ်ဟုတ်လားဘယ်သူနဲ့လဲမသိပါဘူးကွာအမျိုးသမီးနှစ်ယောက်နဲ့တော့ပြောတာပဲဟဲ့အောင်ဆိုတင်ဘယ်ဟာအမျိုးသမီးနှစ်ယောက်လဲကွာမင်းသိလို့လားငါ့ကိုပြောပြစမ်းမအောင်အောင်တုံးကဆိုတင်ကိုကြည့်ပြီးတော့မေးတယ်ဆိုတင်ကနေ့တော့ပဲတစ်ချက်ပြောပြီးတော့တခြားသူမဟုတ်ပါဘူးကွာ အခုသေသွားတဲ့မိုးတိရဲ့အမေငါရောက်ခတ်မှနဲ့ငါဇနီးလောင်းလေးပါဟာဟုတ်လိုက်လားကွာအဲ့ဒီခိုက်လူဆုံးပြီဆိုတော့စလေကွာဘယ်သူ့ကိုစောင့်နေတာလဲကွာ န်နေရလို့ဖိနေတော့ပူနေပြီလေးတော်မှာပဲကွာဖဲမရရသေးဘူးဆောက်အခုသူကများနေပြီဖဲဝိုင်းထဲမှာထိုင်နေတဲ့ဖဲသမားတူကစိတ်မရှိတဲ့လေးတန်းနဲ့ထပြောတယ်ချက်ချင်းဆိုတယ်လို့စိုးတဲ့အောင်ထုံးထိုဖဲသမားကိုစိုက်ကြည့်လိုက်ကြတယ်ထို့သူဖြင့်နောက်တောင်နောက်ကြားမှဖဲဝိုင်းစားလီတော်တယ်ပြိတ္တများရှင်တက်ကြိုက်ဇလန်းလေးရဲ့အပိုင်း25ကတော့ဒီနေရာမှာရင်ပြေဆုံးပါပြီ နောက်ရများမှာလည်းကြံရှိနေတဲ့အပိုင်းများကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါဦးမယ်ရှင် ဒီကနေ့မှနားဆင်အပိတ်ခဲ့ကြတဲ့ပရိသတ်တဦးချင်းစီတိုင်းကိုထူးပြီးကျေးဇူးတင်ပါတယ်ရှင်။တရားပြောရှင်နဲ့နေ့တည်လေးကိုပိုင်ဆိုင်ပြီးတော့ဘေးရန်ပေါင်းပါကင်းဝေးနိုင်ကြပါစေရှင်။နိုင်ကြ